မလိုလားအပ်တဲ့ drone တွေလေပိုင်းနဲ့ထဲကျူးကျော်ဝင်ရောက်တယ်လို့ဒိမတ်ကပြောကြားခဲ့ပြီးတဲ့နောက် NATO က Baltic Data မှာတတိထားဆောင်ကြည့်မှုကိုတုံ့ပြန်လိုက်တယ်လို့ NATO အတွက်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။တတိထားဆောင်ကြည့်မှုတိုးလိုက်တဲ့အစီအမံတွေထဲမှာအရေးကြီးတဲ့စီရေးသတင်းတွေဆောင်ကြည့်မှု ကင်းထောက်ဘလော့ဖောင်းတွေရုရှားအနောက်ပိုင်းနဲ့ဆက်နေတဲ့ဒေသမှာအနည်းဆုံး၄ချောင်းကာကွယ်ရေး frigate စစ်သည်မော်တွေပါဝင်နေလို့နေတိုးပြောရေးဆိုခွင့်ရှိသူမာတင်အိုဒေါ်နယ်ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ drone ဖြစ်ရတွေနဲ့ဆက်လင်းပြီးနေတိုးထိတ်တန်းတာဝန်ရှိသူကထိမှန်ကောင်းဆောင်တွေနဲ့အဆက်မပြတ်အဆက်အသွယ်ရှိနေတယ်လို့အော်ဒေါ်နယ်ကပြောကြားခဲ့ပါတယ်။ ဒိမတ်နဲ့နော်ဝေနိုင်ငံတို့မှာစက်တမ22ရက်ခရဲကနားလေရခတ်တဲ့ဒရုန်းပြန်တမ်းမှုတွေကလေဆိပ်တချို့ကိုချက်ချင်းပိတ်ခဲ့ရတဲ့အနေအထားအထိဖြစ်စေခဲ့ပါတယ်။ရုရှားပအဝင်ပတ်သက်နိုင်ွယ်ရာရှိတယ်လို့ဒိမတ်ကအရေးမွဲပြောကြားထားပါတယ်။ရုရှားတိုက်လေယာဉ်တွေနဲ့ဒရုန်းတွေကလွန်ခဲ့တဲ့သတင်းပတ်တွေမှာဥရောပမှာရှိတဲ့၎င်းတို့ရဲ့လေပိုင်နက်တွေကိုချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့လည်း NATO အဖွဲ့ဝင်နိုင်ငံတချို့ကပြောကြားခဲ့ပါတယ်။ရုရှားက NATO မဟာမိတ်အဖွဲ့ကိုစမ်းသပ်တာ ဖြစ်တယ်လို့လည်းအဲ့ဒီနိုင်ငံတွေကပြောကြားခဲ့ကြပါဗျ။အဆိုပါ ဒရုန်းပြန်တမ်းမှုတွေရဲ့နောက်ကွယ်မှာရုရှားနိုင်ငံရှိနေတယ်ဆိုတဲ့ပြောဆိုမှုတွေကိုစက်တမ25ရက်မှာရုရှားနိုင်ငံကပယ်ချခဲ့ပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂီလာရော့ဖ်ကနေတိုးဟာမိမိရဲ့နိုင်ငံကိုကျူးကျော်ကြောင်းပြသလာမယ်ဆိုပါကတိကျပြတ်သားတဲ့တုံ့ပြန်မှုကိုရင်ဆိုင်ရမယ်အနေနဲ့ရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။